အပိုင်းကုမှာတော့ပေးကြတဲ့ပတ်စံတွေကိုမြင်ကအသက်ရှူချက်နေတဲ့ထဲချိုးကို DP Sekwin ကနေလက်ဆောင်တစ်ခုပေးမယ်လို့ဆိုတာတရကန်စစ်ကဘက်တူကြောင်းမယ်လို့ပြောလိုက်ပြီးလိုက်ရှာဖို့တဲလွန်စားပေးမယ်လို့ပြနေခဲ့ပါတယ်။အဲနောက်မှာတော့ထဲချွန်းရှာတွေ့နိုင်ဖို့အတွက်ဒိုကြောင်းရဲ့ဆိုရှယ်အကောင့်တွေကို public ပြောင်းလိုက်ကထဲချွန်းတဲ့ဒိုကြောင်းတို့ကိုပွဲတယ်ပေးပြီးပျော်ပျော်ကြီးပွဲကြီးပေးတဲ့လုပ်ဖို့စတင်လိုက်ပြီးဒီပွဲမှာနိုင်ရတဲ့သူကတော့သူ့ဘက်ကပဲလို့ဆိုလိုက်ပါတယ်။ ။အိနောက်ထဲကျိုးလဲဒိုကောင်ရဲ့ဆိုရှယ်ပို့တစ်ခုမှာဘူဆန်မှာဆုံချမယ်လို့တင်ထားတာကိုတွေ့ပြီးဘူဆန်ကိုတွေ့တွေ့ဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။အိနောက်ထဲကျိုးရဲ့တငယ်ချင်းတွေရှိတဲ့ကားရီစေးဝက်ရှော့တစ်ခုကိုပြတ်တနေပြီးအဲ့ဒီမှာတော့စုံတောင်းနဲ့ထောက်မှုတို့ကထဲကျိုးအကြောင်းကိုအင်မေးနေတာကြောင့်ထဲကျိုးအတွေ့မခံတာနဲ့နဲ့ချီနေအကြောင်းကိုပြန်ပြောပြီးထောင်ဝင်းစားနဲ့မျက်နှာပြဖို့ခက်ခဲနေတာလားမသိဘူးလို့ဆိုပါတယ်။သူတို့တွေကတယောက်ကတော့နှစ်ပေါင်းများစွာညီကိုလိုဖြစ်နေတဲ့တငယ်ချင်းတွေကိုဒါရီလိုလားလို့ဆိုတော့စုံတော့က လူသက်သမားကိုတငယ်ချင်းတို့တွေ့နေတာလားလို့ဆိုတော့အချောင်းကိုအသိဆုံးမို့လူသက်တယ်လို့ကိုမထင်ခဲ့မိချောင်းကိုပြန်ပြောလိုက်ပါတယ်။အဲနောက်မှာတော့ဒီချောင်းတွေကိုထဲကျွန်းကိုတိုက်ရမယ်မေးပဲဘာလို့သူတို့ကိုလာမေးနေတာလဲလို့ဆိုထဲကျွန်းထောင်ထဲမှာမရှိဘူးလားလို့မေးတော့တခုခုထူကြတာရှိရင်ဒါဆက်သွယ်ပေးဖို့လို့ဆိုကလိပ်စာကတ်ကိုပေးပြီးထွက်သွားခဲ့ပါတယ်။အဲနောက်မှာတော့ကားစီကိုသွားနေတဲ့အချိန်မှာပဲ ထောင်မှုစီကိုထဲကျွန်းကဖုံးဆက်လိုက်ပြီးသူတရခံအစ်စ်ကိုဖမ်းမိခဲ့ရင်ဘလို့ဖြစ်မှာလဲလို့မေးတဲ့ကြောင်းထဲကျွန်းလားလို့ပြန်မေးတာကိုစုံတော့ကကြားသွားတာကြောင့်ထောင်မှုစီကဖုံးကိုလုပြီးပြလိုက်တာကြောင့်ထဲကျွန်းလည်းဖုံးကိုမချဘဲထွက်သွားတဲ့အချိန်ဘူဆန်ကားကိတ်ကအော်ရဲတန်ကိုကြားသွားပြီးထဲကျွန်းရဲ့နေရာကိုတည်သွားတာကြောင့်တက်ကူတွေကိုဘူဆန်မှာပူးပေါင်းမေးဖို့အလန့်အကြောင်းကြားလိုက်ပါတယ်ဘက်မှာလည်းလူတယောက်ကတစ္ဆာဖောက်သွားတဲ့တပည့်တယောက်ကိုပညာပေးနေခဲ့ကအဲ့ဒီအချိန်မှာပဲဒုကြောင်းရောက်လာပြီးငါမပါပဲပြောနေတာလားလို့မေးလိုက်ပါတယ် အဆိုပါလူကတော့မိနေငယ်ချားရောက်နေလို့ဆက်တယ်လို့မရဘူးထင်တဲ့အကြောင်းကိုပြောတော့အဖိုးကြီးကခဏရှောင်ခိုင်းနေတာလို့ပြန်ပြောပါတယ်မင်းကိုသတိရလွတ်လာခဲ့ကြောင်းကိုပြောတော့အောက်စင်မီအဲတော့ချဖို့ပြောပါတယ်အိမ်နောက်အခန်းထဲမှာခေါင်းရိုက်နေဒီနေရာကိုဘရော့လောက်ဖွင့်မှလဲလို့မိလိုက်တော့မစ်စီကပတ်စံဝင်တာနဲ့အစင်သစ်ဖြစ်နေပြီဖြစ်ကြောင်းကိုပြန်ပြောပါတယ်အိမ်နောက်လက်ဆောင်ရှိရလို့ပြောကခေါင်းသီးတစ်လုံးကိုဒုတ်ကြောင်းတက်ပေးလိုက်ပြီးကွဲတော့အောင်လုပ်ပြီးအထက်မှာရှိနေတဲ့ဆေးပြားကိုတောက်ခါစိန်ယူလိုက်ပါတယ်အဲ့နောက်မှာတော့ဘော်ဒါရီကိုဖိတ်ထားလို့ ပျော်ဖို့အတွက်အသင်းမောကြီးကြီးတစည်းကိုစီစဉ်ပေးဖို့ပြောလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲထိတ်ကျွန်းစီကဆက်သွယ်မရလို့စိတ်ပူနေတဲ့နှုတ်ယုံရှစ်ထန်းသမီးဖြစ်သူရောက်လာကနင်းပစံတိုးတောင်းပြီးနင်းထုတ်လိုက်တာလားလို့မေးတော့သူ့ကိုအကြည့်မကောင်းတဲ့သူထင်နေတာလို့ပြန်ပြောလိုက်ပါတယ်။နောက်တနေ့ရမှာဖမ်းဆန်လိုက်ရပြီလားမသိဘူးလို့နှုတ်ယုံရှစ်ကပြောတော့အတီးပြူးကြီးရင်ရပြီလို့အုံမီကဆိုပါတယ်။ အဲ့နောက်ထောင်ကိုတွတ်တွေ့ခဲ့ပြီးဖာသားစီကိုမေးခဲ့ပေမဲ့ဖမ်းမိသေးတဲ့အကြောင်းကိုပြောတော့စိတ်ပူပြီးဖုံးစံတည်တဲ့အဖေကိုမြင်ပြီးတခုခုဆင်းသမိကဖုံးစံနာကိုသွားပြီးပျောက်သွားတဲ့ဖုံးကိုတခုခုသွားလို့တင်းနီယာကိုပြော့ပြပေးဖို့အကူအညီတောင်းလိုက်ပါတယ်။အဲ့နောက်သူ့သမီးကိုကြည့်ပြီးသဘောကျနေခဲ့တာပေါ့။လူရှိလို့တာပါနေရောက်လဲထဲကျွန်းရှိနေတဲ့နေရာကဘူဇံဆိုတာကိုတည်သွားခဲ့ပြီးတစ်ချိန်တည်းမှာပဲစုံတော့ကနေုံရှိကိုမတင်ကားလို့စုံစဲကြည့်တော့ဖုံးနှလုံးမှာတလုံးကဘူဇံမှရှိနေတဲ့အကြောင်းကိုပြောပြီးတလုံးကသူကိုင်နာဖြစ်မယ်လို့ဆိုလိုက်ပါတယ်။ ထမူးကတော့ဒါဆိုအစတွေကနှုံယုံရှိကိုတန်တရားဝင်နေခဲ့တာလားလို့မေးတော့စုံတော့ရဲ့စတမအယုံပဲလို့ပြန်ပြောပါတယ်။အိမ်နောက်ထဲကျွန်းရဲ့ဒီညာကိုတည်သွားခဲ့ပြီးထမူးကတော့ထဲကျွန်းပြောတဲ့တေခန်အစ်စ်ကိုဖမ်းပြမယ်ဆိုတာနဲ့သူလူမသက်တဲ့အကြောင်းပြောခဲ့တာကိုခေါင်းနဲ့ရောက်နေခဲ့ပါတယ်။အိမ်နောက်ဖခင်ကျောင်းတစ်ခုမှာအမေရောက်ဝတ်စုံပြီးလူတွေနဲ့အတူယိုဟန်တို့ဆွေတောင်းပွဲကိုလုပ်နေခဲ့ပါတယ်။ အိမ်နောက်ရိုးရဲဦးလေးဖြစ်သူကစိတ်အဆင်ပြေလားလို့မေးပြီးမိဘတွေဆုံးသားတာကမင်းမမဟုတ်ဘူးဆိုတဲ့အကြောင်းနဲ့ဆယ်နှစ်ကြာခဲ့ပြီဖြစ်တဲ့ຢာတွေကိုအပြစ်စိတ်ဝင်နေစရာမလိုကြောင်းသူကလှည့်ထွက်သွားတော့ယိုဟန်ကလောင်မြုံမြုံကကြံနေခဲ့ပါတယ်။အိမ်နောက်ကားကောင်းစားရည်နဲ့ပြန်ထွက်ရိုးရဲတော်လေးဖြစ်သူကခဏခေါ်လိုက်ကအခုတော့ပိုင်ဆိုင်မှုတွေခွဲဝေတာဆက်လုပ်သင့်ပြီလို့ဆိုကတရားရောက်ကသူ့အပိုင်းလို့အထင်မှားနေမယ်လို့ဆိုကစောင်းပြောနေတော့ဒေါ်လေးအဆင်ပြေသလိုလှုပ်ဖို့ပြန်ပြောတာကြောင့်အမျိုးတွေထမင်းစုစွာကြမှာမို့လိုက်ခဲ့ဖို့ခေါ်ပေမဲ့မအားဘူးလို့ပြောကညှိလိုက်ပါတယ်။ အဲနောက်မှာတော့အထင်းတော်မှာကားတွေကထွက်လာပြီးညတိုင်းဒီလိုအချိန်မှာကြံပေးခံနေရတာစိတ်မလျှို့ဘူးလားလို့မေးလိုက်တော့ဘယ်တက်နိုင်မလဲလို့ဆိုတာသူတို့အမြင်မှာစိတ်တရားရနေတဲ့ပုံပေါ်မှာနေရတာတတော်တတာဖြစ်မှာပေါ့လို့ဆိုလိုက်ပါတယ်။ဦးလေးဆိုသူကလည်းနှစ်သိပ်ပေးတယ်လို့နဲ့ဇတိုက်တတိယအောင်လုပ်ပြီးမေးတော့မှဆိုးတဲ့ပုံပဲလို့ပြောပြီးထမင်းပြန်စားကြမယ်လို့ဆိုပေမဲ့အထင်းတော်ကတော့အခုချိန်တော့အတူမလိုက်နိုင်သေးဘူးလို့ဆိုတာတယုံမှနဲ့တခုလုံးဖို့ရှိပုံရပါတယ်။ ဟိနောယိုဟန်ပြန်သွားတော့တယုံမကအစင်းသိဖြစ်ပြီလို့ဆိုလိုက်ပြီးယိုဟန်မျိုးရဲ့ညသာစားပွဲမှာအကောင်လုံးကိုတက်ပြလိုက်ပြီးတယုံမကထိန်းတော်ကိုဓာပြလိုက်ပြီးယိုဟန်တော်ရဲ့ရင်ဘတ်ကိုထိုးဖို့ကိုပြောလိုက်ပါတယ်အတော်ပြစ်သူကတော့မကောင်းတဲ့မိမလို့ခေါ်လိုက်ပြီးအစရေကရှင်းထုတ်ရမှလို့ဆိုကနေကအမေရင်းဆိုတာယိုဟန်သိလားလို့မေးလိုက်ပါတယ်ဟိနောယိုဟန်ကိုထဲမှာလည်းနေကြတဲ့သွေးစီးဝင်နေတယ်လို့ဆိုတော့ယိုဟန်ဦးစီးနေတဲ့ကုမ္ပဏီကိုလူဖို့စ조사တာကမှရုံးညံ့တာလို့ပြန်ပြောလိုက်ပြီးယိုဟန်ရဲ့တယောက်တည်းသောအနားမှာရှိနေခြင်းခဲ့တဲ့သူကသူဖြစ်ပြီး ထားခဲ့မှာဆိုလို့တော့မျက်လုံးကိုဗိုက်ရီလောင်းခဲ့ပေမဲ့ယိုဟန်ကိုစိတ်လုံးဝမဆိုးခဲ့ပါဘူးလို့ဆိုကအသက်ပြစ်လိုက်ပါတယ်။အဲနောက်ပါတီလုပ်ဖို့မိုးယူနေတဲ့ဒိုဂန်ရောက်လာပြီးလူမိုက်ကောင်းဆောင်ကတော့ပါတီအဆင်သင့်ဖြစ်နေကြောင်းကိုပြောကခေါ်သွားခဲ့ပြီးအဲ့နေရာမှာစောင့်နေတဲ့ထဲချုံကိုတွေ့သားခဲ့ပါတယ်။ ိနောက်ထဲကျွန်းနဲ့သင်းမော့ဘော်ကိုလိုက်တက်သွားပြီးဒူကျောင်းနတ်ကိုလိုက်နေတာကိုလူမိုက်ကောင်းဆောင်ကအပေါ်ကနေဆောက်ကြည့်နေခဲ့ပါတယ်။အိနောက်တနေ့မှာဒူကျောင်းနဲ့တွေ့ပြီးဒူကျောင်းကတော့သူ့တကယ်ချင်းပြောတယ်။နောက်ကလိုက်နေတာကမင်းလားလို့ဆိုကမတွေ့ရတာကြပြီလို့မေးတော့ဖုန်းရရကော့ကိုဖွင့်လိုက်ချိန်မှာဘေးမှာတော့လူမိုက်တွေကဝိုင်းထားခဲ့ပါတယ်။နောက်ထဲကျွန်းကမင်းရဲ့ကိုစားထောင်ထဲမှာဝင်နေရတဲ့အချိန်အစီပြေလားလို့မေးတော့ဒူကျောင်းကအရက်တော့လိုက်မင်းကလေးတွေနဲ့ပြောလိုက်လုံနေချောင်းကိုပြန်ပြောတော့အသက်ပြင်းချာကချူးနိုင်အောင်ကိုမှတ်မိလားလို့မေးပါတယ်။ ဒုကယောင်းကတော့မင်းစိတ်တယ်မှာငါကနောက်တိုက်ရပြီးငွေယူနေမယ်လို့ထင်နေတာလားလို့ဆိုကထဲကျုံကိုဝိုင်းတိုက်ခိုက်စေခဲ့ပါတယ်။အဲ့နောက်ခေါင်းဆောင်ကဒုကယောင်းအထဲဝင်နေခိုင်းကစိုက်တိုက်ခိုက်လိုက်ပြီးနောက်ဆုံးမှာတော့ထဲကျုံကိုမိသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲယူဟန်ကဇာပရကနေကိုအခုပဲထွက်လာခဲ့မယ်လို့ဖုံးပြနေခဲ့ရင်အင်ဂျီယူနေတော့အထင်းတော်ထွက်လာကဂျူလာရဲကိုအင်ဂျီကိုဝေခိုင်းလိုက်ပါတယ်။ ဟိနာဦးလေးနဲ့အတော်တို့ပရဇာပြစ်ကြောင်ကြားတယ်ပြောတော့ညသာစားပွဲမှာမီးလောက်ခဲ့တာလို့ပြန်ပြောနေရင်ဒုကယောင်စီကဖုံးဝင်လာကထဲကျုံကိုဖမ်းမိသွားပြီလို့ဆိုတော့နောက်ဆုံးမှာတော့လက်ဆောင်ကဒုကယောင်အတွက်ပဲလို့ပြောတော့ဒုကယောင်ကသူတီမာရှိတာထဲကျုံဘလို့သိရလဲလို့မိလိုက်ပြီးပတ်စံပြန်အမ်းပေးဖို့ကိုပြောကသူ့အောက်တဲကိုပဲထည့်ပေးဖို့ကိုပြောပါတယ်။ဟိနာယိုဟန်ကအထင်းတော်ကိုဦးလေးတို့ဘလို့တည်သွားတာလဲလို့မေးတော့မီးလောက်သွားလို့ခြေရလက်ရတော့မကြံဘူးလို့ပြန်ပြောတော့သူ့စိတ်ကိုနားလဲတာခလေးတိတ်မဲရှိတယ်လို့ပြန်ပြောလိုက်ကသဘောကျကထွက်သွားခဲ့ပါတယ်။ ။တစ်ဖက်မှာလည်းကျွန်းတယောက်မင်းနေရာကသတိရတဲ့အချိန်ဒိုကယောင်ကတော့စောနှပွင့်နဲ့ဆစ်ရှင်တက်နေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲနိုယုံရှိတို့သားဖားနှစ်ယောက်ဘူဆက်ကိုလိုက်လာပြီးထဲကျိုးကိုတွေ့ကြနေမှာစောနှောက်တွေပါရောက်လာတာကြောင့်သူတို့အရင်တွေ့ဖို့လိုတယ်လို့ဆိုကာလမ်းကွဲပြီးလိုက်ရှာကြဖို့လုပ်ခဲ့လိုက်ပါတယ်။အဲ့နောက်လူမိုက်ကောင်ဆောင်ကစောနှောက်တွေကိုလမ်းပိတ်ထားတာကြောင့်၅မိနစ်လောက်ပဲလူရှာမယ်လို့ပြောလိုက်ပါတယ်။ အဲနောက်ဒူကောင်ကထဲကျုံးကိုတက်ဖို့သွားနေတဲ့အချိန်နှွေဦးရှင်အရင်တွေ့သားကကဲလိုက်ပြီးထွက်သွားဖို့လုံနေတဲ့အချိန်မှာထောင်မှုရောက်လာကတားလိုက်ပါတယ်။အဲနောက်နှွေဦးရှင်ကိုထောင်ထဲပြန်သွားခြင်းလို့လားလို့မေးတော့အိတ်စမရှိဘူးလို့ပြောတာကြောင့်တမိဖြစ်သူကိုထတ်ထားခဲ့မလို့လားလို့ဆိုပါတယ်။ထောင်မှုကတော့သူ့ကိုယုံမှုပြောနေတော့နောက်ကနေစုံတော့ရောက်လာပြီးတွေ့ရတာဝမ်းသာတယ်လို့ပြောနေတဲ့အချိန်နောက်ကနေအွန်ဘီကမိသက်စေမှုနဲ့တီးပစ်လိုက်ကထွက်ပြေးလာခဲ့ကြပါတယ်။ဒူကောင်ကတော့ထဲကျုံးပြောက်သွားတာကြောင့်တောင်းကျနေခဲ့ပါတယ်။ ဟဲ့နောင်ဦးပြည်ရဲ့တကယ်ချင်းအိမ်ကိုခေါ်လာပြီးဝင်းဖို့လုပ်နေတဲ့ချိန်နှုံယုံရှိရကကထဖောက်တာကြောင့်နှစ်ယောက်သားအထဲဝင်ဖို့ပြောလိုက်ပါတယ်။ဟဲ့နောင်အိပ်ပြောနေတဲ့ထဲချုံကိုသနာစိတ်နဲ့အတူမြတ်တပ်သက်ဝင်ကတစိစိကြည့်နေတော့တကယ်ချင်းဝင်လာပြီးစနေတာကြောင့်ထွက်သွားခိုင်းလိုက်ပါတယ်။နောက်တစ်နေ့မနက်မိုးလေးနဲ့ခါမှာတော့အတန်သွင်းလာတဲ့ဒုကြောင်ရဲ့ဇကားတွေကိုပြန်နှားထောင်ရင်ခံမင်းစိတ်တွေဖြစ်နေခဲ့ပါတယ်။အဲ့ချိန်ထောင်မှုကတော့လော်ဘီထဲကဒုကြောင်ပုံတွေနဲ့တရားခံဖြစ်နေတာကိုကြည့်နေခဲ့ပါတယ်။ ထဲကျွန်းကတော့အခန်းထဲကထွက်လာပြီးဝမ်ဘီကိုကျေးဇူးတင်ကြောင်းပြောတော့ပတ်ဆက်နဲ့ဆက်ဖို့ပြောပြီးမယ်ကျေးဇူးတင်တဲ့အကြောင်းကိုထပ်ပြောလိုက်ပါတယ်ဝမ်ဘီလည်းအဖေကိုဝက်ရှော့မှာသွားဖို့ကြိုးပမ်းထွက်လာခဲ့ပြီးမယ်ထဲကျွန်းနဲ့စကားပြောနေတဲ့တငယ်ချင်းမကိုဦးတိုကအပြင်ကိုခေါ်ထုတ်လိုက်ပါတယ်ဌာနတဲ့တငယ်ချင်းကတော့နှစ်ယောက်သားဘာရီလဲလို့မိတာကြောင့်ရှက်နေခဲ့ပါတယ်အဲနောက်ကားဝက်ရှော့ကိုသွားခဲ့ပြီးမုတ်ဝင်နေတဲ့ယုံရှိကသူ့သမီးရောက်တာကိုမသိဘဲဆိုင်ရှင်ကိုသူ့သမီးကဒီမုတ်တွေကိုရမ်းကြိုက်တယ်လို့ပြောနေတာကိုဝမ်ဘီကကြားသွားခဲ့ပြီးမယ်မကြားရင်အောင်ဆောင်နေလိုက်ခဲ့ပါတယ် အဲ့နောက်မော်တခုပို့နေတယ်လို့ပြောကစားအောင်မလားလို့တမိပြစ်သူကိုမေးလိုက်တာကြောင့်ဦးမီလည်းစားပြီးပြန်လာခဲ့ပါတယ်။တစ်ဖက်မှာတော့ဒူဂယောင်းတယောက်ရှယ်တင်းတွေက လူမဲ့ကောင်းဆောင်ကိုရှာပြီးဖို့ပြောလိုက်ပြီးယိုဟန်စီကိုပုံဆက်ကပတ်စံပြန်မပေးချင်လို့ထဲချုံးကိုကဲထုတ်သွားတာလားလို့မေးတော့ယိုဟန်ကဒါဆိုဘယ်သူလက်ဆောင်လဲဆိုတာမသိရသေးဘူးပေါ့လို့ပြောကဖုံးချလိုက်ပါတယ်။အဲ့နောက်နိုယုံရှစ်ကိုဒူဂယောင်းရဲ့ပုံကိုပြနေတာကြောင့်မင်းအစားထုတ်ခံရတာဒီကောင်းကြောင့်လားလို့မေးကတပ်တွေတွေတွေ့တာလားရှိလားလို့မေးလိုက်ပါတယ်။ ထဲကျုံကတော့သူတွက်တွေ့ခဲ့တာကအစဉ်ပြေလားတည်ကြည်ုံနဲ့တောင်းမနာလေးကိုပဲလိုချင်ခဲ့တာလို့ပြောနေတာကိုအိုမီကကြားသာပြီးပိုတနာစိတ်ဝင်လာခဲ့ပါတယ်။အဲနောက်နိုကောင်းတဲ့လူမိုက်ကောင်းဆောင်တို့စကားပြောနေကြကတိုက်ခိုက်ကြွန့်ကျင်တဲ့တပည့်တွေကိုခေါ်လာပြီးဒီနောက်ဆိုရင်ပတ်စံတိုးပေးဖို့ညှိနှိုင်းလို့ရတယ်လို့ဆိုလိုက်ပါတယ်။ အဲ့နောက်ဒိုကယောင်ကညကုနိုင်မှာထပ်ဆောင်ကြမယ်လို့ post တင်လိုက်ပြီးထဲကျုံကိုထောင်ချောင်းစင်မိုးစူးစမ်းနေကတစ်ဖက်မှာလည်းထဲကျုံကအသည့်တရားမရတဲ့ဒိုကယောင်ကိုအပြစ်ပေးဖို့ပြင်ဆင်နေပြီးနောက်ပိုင်းမှာတော့ထဲကျုံမဲထောင်ချောင်းတဲ့ဝင်သွားမလားဒိုကယောင်မဲတည်သွားမလားဆိုတာကို minus 10မှာပြန်လည်တွေ့ဆုံကြပါစို့